မင်္ဂလာပါတသားမမီလေးတို့ရေကံ၅ပါးတဲ့ကတပါအပါဝင်ဖြစ်တဲ့အဒိနာဒါနာကံတနည်းအားဖြင့်တသားမမီလေးတို့နားလည်အောင်ပြောပြရမယ်ဆိုရင် သူတပါပစ္စည်းခိုးယူခြင်းဆိုတဲ့ကံကိုပဲပြောတာဖြစ်ပါတယ်ဒီအကြောင်းလေးကိုတသားမမီလေးတို့ဘဝတုဒ္ဒရာရှိပြီးနားလည်သဘောပေါက်အောင်ဦးကောင်းကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အခုပြောပြပေးသွားမယ်ပုံမြင်လေးရဲ့နာမည်ကအဒိနာဒါနာကံနဲ့ ဒီနေ့ကျောင်းပင်းရဲ့ဆိုတော့ချူလေးတို့မိသားစုမမေတငယ်ချင်းအန်တီမြတ်တို့အင်ကိုသွားလေကြတာပေါ့အန်တီမြတ်တို့အင်ရောက်သွားတဲ့အခါချူလေးနဲ့ရွေတူတငယ်ချင်းလေးနင်းစုရှိနေလို့ချူလေးအယမ်းပျော်တာပေါ့ကွယ်ဒီနေ့နင်းစုတို့အင်ရောက်တော့ချူလေးမှာ မရှိသေးတဲ့ကစားစရာအစ်တလေးတွေတွေ့ရတဲ့အခါထမင်းစားချင်တော်မိပြီးချူလေးတယောက်ဆော့လူမဝနိုင်ဖြစ်နေရှာတာပေါ့ချူလေးမှာ မိမိနေတိုင်းလူလိုဝယ်ပေးနေကြအယုတ်တွေအများကြီးရှိပေမဲ့နန်းစုစီကအယုတ်တွေနဲ့မတူတော့သူလေးအတွက်ကအစ်စ်တွေလိုဖြစ်နေတော့တာပေါ့ကွယ်ပြီးတော့နန်းစုလက်ထဲမှာကင်ထားတဲ့ပုံမယုံလေးကိုသူလေးအရန်ကိုသဘောကျနေရှာတာပေါ့အဲ့ဒီယုံလေးနဲ့သူကိုခဏပြီးဆော့ပါလာနန်းစုညနေဆောင်လို့အိမ်ပြေချင်းရောက်ခဲ့ပေမဲ့သူလေးကနန်းစုရဲ့အယုတ်တွေနဲ့စော်မဝါနဲ့ဖြစ်နေလို့မိမိကပြန်ခေါ်လာရတဲ့ ိမ်ပြန်ရောက်တော့ချူလီတယောက်အခင်းလေးကို ပြေးဝင်သွားပြီးဂျိုးဖိုးအိတ်တဲကအယူလေးကိုထုတ်ကြည့်ကသဘောချနေရပေါ့လင်းစုတို့အိမ်ကနေဘသူမှမသိအောင်ယူလာခဲ့တဲ့ပူမယုတ်လေးမင်းမြင်သွားပါလေစိုးတာကြောင့်စာရေးကုန်ရဲ့အောက်ဆုံးကန့်လေးထဲမှာအယုတ်ကလေးကိုထည့်ပြီး ဖွက်ထားလိုက်တယ်လေ။သူများပြစ်စီမသိအောင်မယူရဘူးလို့မိမိကအမြဲပြောဘူးတော့မိမိသိရင်စူမာစိုးတာကြောင့်ချူလေးက အိမ်ရဝင်မှာအယုံလေးကိုတိတ်တိတ်ကလေးထုတ်ပြီးဆော့တဲ့ဒီနေ့ထူလေးအရန်လိုချင်နေတဲ့စပိန်လေးမိမိဝယ်ပေးမယ်ဆိုလို့ထူလေးနဲ့မိမိစပိန်ဆိုင်ကိုထွက်လာကြတာပေါ့လမ်းမှာမိမိပက်ဆိုင်ကြပြောက်သွားလို့မိမိလဲစိတ်ညစ်ထူလေးအတွက်စပိန်လေးမဝယ်လိုက်ရပဲအိမ်ပြန်ခဲကြရတယ်လေလိုချင်လို့နဲ့စပိန်လေးမရတော့အဲ့ဒီညကချူလီတရားတညာလုံးအိမ်မပျော်ဖြစ်နေရှာတော့ဘူးကွယ် မမီကနောက်နေဝယ်ပြီးမယ်ဆိုပြီးချော့ပြီးတိတ်မှချူလီအိပ်ပျော်သွားရှာတဲ့။နောက်နေ့မမီစပိန်လေးဝင်လာပြီးတော့ချူလီပျော်နေလိုက်တာဘေးအိမ်ကတငယ်ချင်းဖြူဖြူနဲ့မမောနိုင်မပန်းနိုင်လမ်းမှာစပိန်ထွက်စီကြတာနေဝင်နေအထီးပါပဲ။နောက်ရဲ့ကြောင်းပြန်လာတဲ့အခါဖြူဖြူနဲ့စပိန်တူတူစီဖို့တော့ခေါ်တော့ဖြူဖြူစပိန်လေးညကတကူးကူးခံလိုက်ရလို့စီးစရာမရှိတော့ဘူးလေ။ဖြူဖြူလေးလည်း သူစပိန်လေးခိုးခံလိုက်ရလို့ဝမ်းနည်းနေရှာတာပေါ့ချူလေးလေးညရောက်တဲ့အခါသူစပိန်လေးပြောက်မှဆိုလို့မအိပ်ပဲစပိန်လေးပြီးမှထိုင်နေရှာတဲ့မိမိကမေတော့ဖြူးဖြူးစပိန်ခိုးခံလိုက်ရလို့သူစပိန်လေးလေးခိုးခံရမှကြောက်တဲ့အကြောင်းပြောပြတာပေါ့ကွယ်မိမိကအိမ်ဒီကတော့ကတ်ထားတာမို့ထူးလေးစပိန်ကိုတခုမခိုးနိုင်ပါဘူးပြီးတော့ထူးလေးကအာရိနာဒါနာကံကို ကျူးလွန်ဘူးတဲ့သူလည်းမဟုတ်ဘူးလေအာဒီနာဒါနာကန်ကျူးလွန်နေဆိုတာဘာလဲမမေးဆိုပြီးထူးလေးကမေးလိုက်တော့အာဒီနာဒါနာကန်ဆိုတာသူ့မြန်းပစ္စည်းကိုသူ့မြန်းမသိအောင်ယူတာပေါ့တမီးရဲ့ဆိုပြီးမမေးကထူးလေးကိုပြန်ဖြေတာပေါ့အာဒီနာဒါနာကကျူးလွန်မိခဲ့ရင်တော့ဒီဘဝမှာကနောင်ဘဝတွေမှာပါလိုချင်တာတွေမရတာစားချင်တာတွေမစားရတာမျိုးကြုံရတတ်တယ်ကွအသက်ကြီးလာတဲ့အခါလေးပတ်စံတွေပြင်းပြင်းမမရှာရတယ် အပြည့်မစုံစင်းစင်းရဲရဲနေရတယ်။ရှာထားတဲ့ပစ္စည်းအဥ္စာတွေလည်းသူများခိုးခံရတာ၊တင်းခံရတာ၊မိပြီးရေပြီးကြောင့်ပျက်စီးရတာမျိုးတွေဖြစ်တဲ့ပြန်နေ။ဒါမို့ထူးလေးကိုမိမိကသူများမသိအောင်သူများပစ္စည်းတွေမယူရဘူးလို့အမြဲတတိပေးခဲ့တာလေ။မိမိစကားဆုံးသွားတော့ထူးလေးအရင်ကြောက်သွားပြီးနန်းစုတို့အိမ်ကဘသူမှမသိအောင်ယူခဲ့တဲ့အယုံလေးအကြောင်းကို မိမိကိုပြောပြပြီးသူ့အမားတွေကိုဝန်ခံခဲ့တာပေါ့စပိန်လေးလူချင်းတို့ကချက်ချင်းမရလိုက်တော့အိမ်မပြောတဲ့ခံစားချက်စပိန်လေးရတော့လေမပြောက်သေးတာတောင်ပြောက်မှာဆိုလို့အနာကမခွာနိုင်တဲ့ခံစားချက်ကိုထူးလေးတယောက်ခံစားမှုတော်တဲ့အခါလဲစုလေစစ်စရာကောင်းတဲ့သူ့အယုံလေးကိုမတွေ့တော့ဘလောက်မြန်စိတ်မကောင်းဖြစ်နေမလဲဆိုတာကိုထူးလေးကိုချင်းစာတက်သွားတာပေါ့ကွယ် ။နောက်နေ့မှာတော့ထူလီဟာနန်းစုတို့အိမ်ကိုမမီကိုလိုက်ပို့ခိုင်းပြီးနန်းစုစီမှာသူ့အမားကိုဝေခံပြီးတောင်းပန်ခဲ့တာပေါ့ကွယ်။နန်းစုလေးကလည်းပျောက်သွားလို့သူ့လက်ရှာနေတဲ့သူ့သဘောအကျဆုံးဘုမယုံလေးကိုထူလီပြန်လာပြီးတော့အယဉ်ဝန်းသာသွားရှာတာပေါ့။အဲ့ဒီနောက်မှာတော့ထူလီဟာသူ့တော်ပစ္စည်းတွေကိုမသိအောင်ဘယ်တော့မှမယူတော့ဘဲအရာရာကိုကိုချင်းစာပြီးတွေ့တဲ့လိန်မာလုံးနဲ့ကလေးလေးတယောက် ဖြစ်သွားတော့တာပေါ့ကွယ်။ကဲတော်တော်မမီလေးတို့ရေဥကောင်းပြပြသွားတဲ့အာဒိနာဒါနာကံတနည်းအားဖြင့်သူတစ်ပါးပစ္စည်းခွေးယူခြင်းဆိုတဲ့ကံအကြောင်းတရားလေးကိုတော်တော်မမီလေးတို့သဘောပေါက်လောက်ပြီးထင်ပါတယ်နော်။ဥကောင်းထပ်ပြီးရှင်းပြရရင်တော်တော်မမီလေးတို့ကကိုယ့်ရဲ့တငယ်ချင်းရင်သွားလေတာပဲဖြစ်ဖြစ်မမီတို့ကသွားလေတဲ့အိမ်ကိုတော်တော်မမီလေးတို့လည်းအလေပါသွားတာပဲဖြစ်ဖြစ်တပားသူစီယာပစ္စည်းကို ကိုနှစ်သက်လို့မြင်တဲ့အခါသူတို့မသိအောင်ယူဆောင်လာခြင်းဘယ်တော့မှမပြုပါဘူးနော်။ပိုင်ရှင်မသိပဲယူဆောင်လာတယ်ဆိုကြတဲ့အားဒါဟာအဒိနာဒါနာကဲသူတို့ဘာပစ္စည်းခိုးယူခြင်းဆိုတဲ့ကဲမြောက်သွားတာပေါ့။ဒီအချက်ကိုရှောင်ရှားတက်ရမယ်နော်။ဘာကြောင့်လဲဆိုတော့အဒိနာဒါနာကဲသူတို့ဘာပစ္စည်းခိုးယူခြင်းဆိုတဲ့ကံဟာတည်လွန်ပြီးတဲ့အခါဘယ်ရေးကိုလဲကြာရောက်တတ်တဲ့ယခုဘဝမှာလဲကိုယ့်ရဲ့ပစ္စည်းကိုသူများကပြန်လဲပြီး ခူးယူခံရတဲ့ဘဝကိုရောက်တတ်ပါတယ်နော်တသားမမီလေးတို့ရေအခုဦးကောင်းဖက်ပြသွားတဲ့ပုံမြင်လေးကိုတိုင်းနေတတ်တယ်ဆိုလို့ချင်းအပြင်မှာလည်းဝယ်ယူလို့ရတယ်နော်ဒီဆောင်လေးကိုမိုဘိုင်းထုတ်လို့ဖြန့်ချီတာကတော့ရန်ကုန်မြို့ကထူးလန်းနေမဲ့ဖြစ်ပါတယ်ထူးလန်းလေးဆောင်တိုက်ကိုအမှန်53ပြည်လန်းမရဲကုန်းမြို့နဲ့ရန်ကုန်မြို့ဖုန်း၃ညကို6539 2836 3939ကို ုံးဆက်ပြီးလဲမှာယူလို့ရတယ်လို့အမျိုးမျိုးအနေနဲ့မှာရှိတယ်။ shopping center တွေအမျိုးမျိုးအနေနဲ့မှာရှိတယ်။စောင်းတိုက်တွေမှာလဲချူလန်းနေဆိုပြီးတော့တတာမမီလေးတို့ကဖဖေမမီတို့နဲ့တူတော်ရဝေယူလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုဦးကောင်းကသတင်းကောင်းပါလိုက်ပါတယ်နော်။ဒီပုံမြင်လေးကိုနားထောင်ပြီးတော့တတာမမီလေးတို့လဲဘဟုသူတရာရှိလိမ့်မယ်လို့ဦးကောင်းကယုံကြည်ပါတယ်။ကဲတတာမမီလေးတို့ရေနောက်တစ်ခေါက်မှာဦးကောင်းကဘလို့ဘဟုသူတရာရှိမယ် ပုံမြင်လေးတွေကိုတင်ဆက်ပေးသွားအောင်မလဲဆိုတော့အိုးကောင်ရဲ့ YouTube channel လေးကိုလန် subscribe လုပ်ရင်းနဲ့စောင့်မျှော်အားပေးဖို့လည်းမမိနဲ့အောင်နောက်တစ်ခေါက်မှအိုးကောင်တို့ပြန်ဆောင်ကြမယ်နော်တတမီမီလေးတို့ရေတတာ